Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တို့တွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay လိုရင်းတူရှင်သတင်းလေးအရင်ဖတ်ပြပြပါမယ်နော် ထမဆုံးသတင်းဘုတ်ကတော့ရှမ်းမြောက်မှာစစ်တပ်နဲ့ MMDA ဆက်ဆံရေးပုံမတင်းမာလာတယ်ဆိုတဲ့အခြေအနေဖြစ်ပါတယ်။ MMDA ထိန်းချုပ်ဒေသဖြစ်လာတဲ့ကုန်ကားတွေကိုစစ်တပ်ကတားဆီးပြီးတော့တီဘောသရားကိုဖျက်ဆီးခွင့်နှစ်ဖက်စလုံးကပိတ်လိုက်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်နော်။အဲတော့လာရှုမှာတက်ဆဲထားတဲ့ MMDA တက်တွေဆုတ်ပေးဖို့စစ်ကောင်စီတောင်းဆိုမှုအဆင်မပြေတဲ့နောက်နှစ်ဖက်ဆက်ဆံရေးကိုတင်းမာလာပြီးတရုတ်ဘက်ကဝင်လာတဲ့ကုန်ကားတွေကိုစစ်တပ်ကပြန်လည်ခိုင်းသလိုလာရှုတီဘောကြကဒုတ်ထဝရီမြို့ကသရားကိုလည်းနှစ်ဖက်စလုံးကပိတ်လိုက်ပြီလို့ဒေသခံတွေကပြောပါတယ်နော်။ တချို့တွေကတရုတ်နယ်စပ်ကနေကိုကန့်ကိုဖျက်ဝင်လာတဲ့ကားတွေကိုလာရှုကနေစကားစကားပိတ်တယ်။ MMDA ကလည်းတီဘောတရာကိုပိတ်ပစ်တယ်။ MMD ကပိတ်တော့စကားစားလည်းတီဘောဘက်ခြမ်းကနေပိတ်တယ်။အခြေအနေကပိတ်ကားပေါ်စောင့်ကြည့်ရတော့မယ်။သဘောပဲလို့တီဘောမြုပ်ခံတူကပြောထားပါတယ်နော်။အဲ့တော့ဒီရဲ့ဒီတင်းမာမှုကဘယ်လောက်ထိသွားနိုင်မလဲ။စစ်ပွဲတွေဖြစ်နိုင်မလားဆိုတာလည်းသုံးသက်တယ်ပေါ့နော်။အဲ့တော့ဘလို့ပဲပြောပြောဒါကတော့ တကယ်လို့စစ်ပွဲဖြစ်ရင်တော့ဒါဒေါ်လာရင်းအတွက်ကတော့ဒါအခုချိန်မှာဆိုခွင့်ကောင်းလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒီဒီဘောမှာကြုံမင်းပြောတဲ့ဟာလေးတစ်ချက်တောင်းကြည့်အောင်နော်တောင်းဆိုလဲပေါ့ဗျာတက်ကတောင်းဆိုတာလေးရှိတယ်တက်ကဘာတောင်းဆိုလဲဆိုတော့ဒီ MND အုပ်စုနော်သူကညှိတာပေါ့ပြီးခဲ့တဲ့ November first week တုန်းက first week ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းမှာညှိတယ်တဲ့အဲ MND ဖွဲ့ကညှိတယ်ပေါ့ဗမာညှိတယ်ဆိုတော့ live show မျိုးဟိုဟိုတယ်တစ်ခုပေါ့ဗျာသိပါတယ်ဆင်နကောင်ဟိုတယ်ဆိုအားလုံးသိပါတယ်ကျွန်တော်ပြောဦးနော်ကျွန်တော်ပြောဦးနော်ဟိုတယ်က ဖျောက်တည်ပါတယ်ဆင်းနကောင်ဟိုတယ်ဆိုတော့ခင်ဗျားတို့တည်ပါတယ်ကျွန်တော်ပြောဦးနော်အဲ့ဟိုတယ်မှာပေါ့နော်ညှိကြတာပေါ့ဟိုအဲ့အဲ့မှာပေါ့နော်ကြည့်တယ်ပေါ့ဗျာညှိကြတဲ့ခါမှာတက်ဘက်ကပြောတာရှင်းတယ်နတ်ပေါင်နတ်မလန်တီဘောအစရှိတဲ့နေရာတွေမှာတက်ဆွဲချတာနေရာချတာတက်ဆွဲထားတဲ့တချို့ MNDA တက်တွေပြန်ဆုတ်ပါဘယ်နေ့နောက်ဆုံးလဲဆိုတော့နိုဝင်ဘာ20နေ့နောက်ဆုံးတော့ဆုတ်ပါလို့ပြောတာပြောရတော့ဒီ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 ပြည်တော်သားမှာယူဖွင့်နေတယ်ဖွင့်နေတဲ့အတွက်နိုဝင်ဘာ20နောက်ဆုံးတော့ဆုတ်ပါလို့သူကပြောတာပြောတဲ့အတွက် MNDA ကလည်းငါတို့ကမဆုတ်နိုင်သေးဘူးပေါ့ ပြောတယ်ပြန်ပြောတယ်လို့ကြားတယ်အဲ့တော့မဆွနိုင်သေးဘူးဆိုတော့တခါ okay ထပ်ပြောညှိလို့မရနောက်တစ်နေ့ထပ်ညှိတယ်အဲ့လိုညှိလို့မရရဆုံးကြတော့ MND ကလည်းမဆွနိုင်ဘူးညှိလို့မရအခြေ MND ကဘာလုပ်လဲဆိုတော့သူ့ဘက်ကအင်အားလေးတွေထပ်ပြီးတိုးဖြည့်တယ်သိန်းဒီဘက်ကနေပြီးတော့အာကိုကန့်အဖွဲ့တွေအားဖြည့်လာတာဟိုရတော့နတ်ပေါင်တို့ဒီဘက်ကသူကသူ့ရဲ့အင်အားလေးတွေတိုးတိုးတိခိုးပြီးအင်အားတွေထပ်ဖြည့်တယ်ဖြည့်တယ်ပေါ့ဗျာဒါပေမဲ့ဟိုဘယ်ခေါ်လဲသူတို့ဟိုပေါ်တင်းလုံးဖြည့်တော့ခိုးဖြည့်တယ်ပေါ့ ်ခုပြောတက်ကတိတော့တားတယ်မင်းတို့ဒါမှားနေရင်တော့ပြောတယ်ပြောတယ်ကြားတယ်မရဘူးနောက်ဆုံးကျတော့ဒီနေ့လူမှာ14ရက်ကျတော့ဘာဖြစ်ကုန်လဲဇလန်နေ train ကြတာပေါ့နော်လာရှုအထွတ်နားမှာလာရှုအထွတ်နားအထွတ်နားတဲ့ဟိုရပါမှာတဲ့ MNDA ကနေပြီးတော့ကတ်တရပုံတွေချပြီးလမ်းတွေပိတ်ဆို့လိုက်ပြီးတဲ့ပိတ်လိုက်ပြီးတော့ဒီအဟိုရနံပေါင်လာရှုဟိုရနံပေါင်လာရှုလမ်းနတ်လမ်းလာရှုလမ်းအဲ့လမ်းတွေကိုပါသူကအမှန်တရားပိတ်ချင်သူလိုလိုပါလို့တွေပေါ့ဗျာပိတ်သူလိုလိုသူတို့အားတွေပစ္စည်းတွေချပြီးတော့ဖြစ်တယ်တဲ့အဲ့တော့နည်းနည်းလေးတက်နေကြမှာနည်းတင်းမှမှုတွေဖြစ်လို့တက်ကနည်းနည်းညှိနေကြတယ်တဲ့တက်နေညှိနေကြတယ်ပေါ့တက်ကရှင်းပြောရင်တော့ဟိုဒါ တက်ကလည်းတော်တော်လေးစောင့်ပေးနေတယ်ပေါ့ဗျာခုက20နဲ့နှဆုံးထားစုပ်လို့ခုကဒီနေ့16ဆိုတော့ကြံသေးတယ်ပေါ့ဗျာဒီ3လေးရဲ့တင်တိုင်းကြီးလိမ့်မယ်တေဝါကိုနဲ့နော်ကြီးလို့ပြည့်ပြည့်ပြန်မပြတ်လို့ရှိရင်တော့ဒီတင်းမာမှုကဘယ်ကိုဆက်သွားမလဲဆိုတိုက်ပွဲတွေဖြစ်နေရောက်သွားနိုင်တယ်အဲ့တော့ကိုကန့်နေကဒီမှာနားထောင်ကြည့်မယ်ခုက MND အုပ်စုကနော်ဒီလိုမျိုးလေးကြီးလေးချင်းနဲ့အတန်တင်းမာလာတယ်လဲဆိုရင်မိကုံနောက်ွယ်ပါမြုပ်နေရရှိနိုင်တယ်အဲ့ဆို तू ကဘာဖြစ်လို့တစ်ချိန်လုံးအစောတော့အစောပိုင်းတော့အေးဆေးပါဟိုဆုတ်ပြေးမယ်ဘာညာပြောခဲ့ပြီးတော့ခရီးမတီးဘူးပေါ့ဗျာတရုတ်နိုင်ငံ ကတန်တမန်နေရှိမှာလက်မှတ်ထိုးခဲ့ပြီးတော့ဂရိမတည်ဘူးဆိုရင်တရုတ်ကပါစော်ကားတယ်သွားတူတယ်ဒါမှမဟုတ်တရုတ်ကလည်းဟိုမသိကြဘူးအကူပဲပြစ်ပြထားသလားကျွန်တော်တို့မသိဒီနှစ်ချက်ကတိုက်တယ်တစ်ချက်ပြောလို့ရတယ်ဒါကကိုကန်နေတုံးစုံလုံးကတရုတ်နဲ့ပတ်သက်ရင်ကိုကန်နေကတရုတ်သိစုသိရှေ့ဆိုရှင်နေပဲနော်အဲ့တော့ပြောရရင်တော့ဒီကောင်တွေဘာဖြစ်လို့ခုကြမှာထပြီးရောလေသာမမာတွေဖြစ်နေတာလေတက်ကလည်းအဲ့ဒါကိုအချိန်ကြီးစောင့်ကြည့်မဲ့သဘောရှိတယ်ပြီးတော့ဒီတစ်ခေါက်ကတော့တက်တကယ်လောက်ရင်တော့တက်ကတော့ဒီတစ်ခေါက်ကတော့ညာမဲ့ပုံတော့မပေါ်ဘူး ကျင်းတော့လေးကလုံးတော့တရားမလျှော့ဘူးเนาะအဲ့တော့1027ဘယ်သူကလောက်တာလဲရှင်းရှင်းလေးပဲတက်ကလုံးရင်တော့မညာဘူးလုံးနေတာဒုက္ခပဲအဲတိုးတော်တခုတော့ရှိတာကဒီ global issue ဖြစ်လာတဲ့ကြားဖြတ်နဲ့ရောသွားရင်တော့နည်းနည်းတော့စဉ်းစားရတာရှိတယ်အဲ့တော့ဘလို့ဖြစ်မလဲမသိဘူးလောလောဆိုတော့လာရှိုးမှာလာရှိုးတဲ့ဒီဘောကြားမှာနည်းနည်းတက်နေခေါင်းနဲ့ကြားမှာတင်းမှာမို့နည်းနည်းလေးဖြစ်နေတယ်လို့ကျွန်တော်ကြားရတယ်အဲ့ဒါဘာဆက်ဖြစ်မလဲတော့မသိသေးဘူးကိုကန် MN ကိုကန် MND ရင်းနဲ့တက်နေပေါ့ကြားမှာဒါလေးကဲဒီလောက်ပဲပေါ့နော်ဒီလောက်ဆိုတော့သိပါပြီနော်အဲ့ဒါဒီ US က ဒီကြားဖြတ်နဲ့ပတ်သက်ပြီးစုံစမ်းမဲ့ကိစ္စတွေကိုတော်တော်လေးကိုကြောက်နေကြတာတွေ့ရပါတယ်နော်ဒီဥစားတော်တော်လေးကိုရိုက်ခတ်မဲ့အခြေအနေလေးတွေ့ရတဲ့အတွက်ပေါ့နော်အခုဆိုရင်အစာအုပ်တွေဖျက်ယုံတာမကအောင်ပေါ့နော်ထွက်ပြေးတဲ့ဟာတွေစုံနေပေါ့နော်အခုဆိုရင် SSPP တောင်မှသူတို့ကအာငယ်တိုင်းပုံစံနဲ့ပေါ့လုံနေတွေ့ရပါတယ်နော်အဲ့တော့ဒီကြားဖြတ်အမှုကဘယ်လောက်တောင်ကြီးသွားမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါကတော်လိုင်းကြီးအတွက်အရေးတစ်ခုဖြစ်လာမလားလို့ဆိုတော့ ညှော်ပန်းလို့ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ပြောအချက်မဲ့စစ်ကောင်စီကတော့ဒီသတင်းထွက်ပြီးနောက်ပိုင်းမှာဆိုဒီကြော်ကြော်မင်းမင်းဆိုမနေ့ကလေးကပေါ့နော်ဒီကြောက်တဲ့ဒီအဘတော့သွားပါပြီဆိုပြီးမှပြောနေတဲ့သတင်းလည်းကြားရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ပြောသတင်းတူပေါ့နော် တော်လိုင်းသတင်းတူသတင်းကောင်းနေဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်နော် အဲ့တော့ MMD နဲ့စစ်ကောင်စီရဲ့ဒီစီးရီးတင်းမာတဲ့သတင်းလေးကျွန်တော်နားထောင်ကြရအောင်နော်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ပြင်ရှိကိုကန်တက် MNDAA နဲ့စစ်ကော်မရှင်တပ်တွေကြားစီးရီးတင်းမာမှုမြင့်တက်လာပြီးနောက်တီဘောတရားကိုရုတ်တရက်ပိတ်လိုက်တယ်လို့သတင်းရရှိပါတယ်။အဲ့ဒီတရားဟာလားရှိုးနဲ့တီဘောမြို့ကိုဆက်သွဲပေးထားပြီးစီးရီးစီးပွားရေးဖြတ်သန်းသွားလာရေးတို့အတွက်အရေးပါတဲ့တရားတစ်ခုဖြစ်ပါတယ်။လားရှိုးမြို့အထက်တီဘောမြို့အဝင်မှာတည်ရှိတဲ့တရားကိုဒီနေ့မနက်6:00နာရီကနေစလို့စစ်ကော်မရှင်တပ်တွေကပိတ်ထားပြီး ကားနဲ့ဆိုင်ကယ်အပါအဝင်ရင်းအလုံးဖြတ်တန်းခွင့်မရသေးဘူးလို့ဒေတာကန်တွေကပြောပါတယ်ဟုတ်တယ်ဟုတ်တယ်ဒီဝရမနဲ့600လောက်ကပိတ်တာသူတို့အားကြောင်းလဲဆိုတော့အကြောင်းတော့ရေရတော့မတိရအောင်ပေါ့ဒါပေမဲ့မနဲ့600ရေရတာပိတ်ထားတာတွားလာပြီးတွားလို့မရဒီဒီဘောဒီဘကမလကားရတဲ့နေရာပဲဒီဘောရဲ့ဟုတ်ပဲတရာဟုတ်ပဲထွက်လာပြီးပြောပေါ့နော်အမ်မတွားလို့မရအောင်အမှန်တည်းနဲ့ ကူကနဲ့လည်းလည်းသူတို့ဆွေးနွေးနေတယ်လို့ကြားတယ်မနေ့ကဆွေးနွေးဝဲအစဉ်ပြေလို့လည်းကြားတယ်အခုဒီ therapy ပြီးတော့တော်တော်မှသူဆွေးနွေးနေတယ်လို့ကြားတယ်အခုချိန်ကြီးတော့တရားတော်မဖွင့်ဘူးကြောက်မယ်မှကြောက်မယ်အခုဒီသမီးစားတန်းနေမှာကာရီရည်နေကြားတရားပိတ်ထားတဲ့အကြောင်းရင်းအတီချာကိုစစ်ကော်မရှင်ဘက်ကထုတ်ပြန်ထားတာမရှိသေးပါဘူး။နိုဝင်ဘာလဆန်းပိုင်းကနေစပြီး MNDAA တပ်တွေနဲ့စစ်ကော်မရှင်တပ်တို့ကြား ပုံမှန်တွစ်ဆုံမှုတွေလှုပ်ဆောင်နေခဲ့ရမှာစစ်တပ်ကလာရှိုးမျိုးပြင်မှာတက်ဆွဲထားတဲ့ကိုကန့်တက်တွေကိုစုခွာခိုင်းရကနေအခုလိုနှစ်ဖက်စီရေးတင်းမာလာတာဖြစ်တယ်လို့သိရပါဗျ။အခုလိုတရားဖြတ်တမ်းမှုကိုနှစ်ဖက်အပြန်အလှန်ပိတ်ပင်လာတာကလာရှိုးစစ်နှကောင်ဆွေးနွေးမှုရလက်ကိုအတိအကျမသိရသေးပေမဲ့ညှိနှိုင်းမှုအဆင်မပြေတာအကြောင်းဖြစ်နိုင်တယ်လို့ ဆိုဝါဒေတာကန်ကတုံသက်ပြောဆိုပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့မှာဒီဘောမျိုးကိုတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL စီကနေစစ်ကော်မရှင်တပ်ကပြန်လည်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တီဘောလာရှိုလန်းကိုဖွင့်ပေးခဲ့ပါတယ်။တီဘောတရာဟာလာရှိုမြို့ကိုဝင်ထွက်ရာအဓိကလမ်းစုံတစ်ခုဖြစ်ကာယာယီပိတ်ဆို့မှုကဒေတာခံတွေရဲ့ကူးတန်းရဝယ်မှုပေါ်တက်ရောက်မှုများစွာဖြစ်စေနိုင်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တူကခုလိုပြောပါတယ်။တွတ်တုံညာနှစ်ခုစစ်စင်ရေးအပိုင်းနှစ်မှာကိုကန့်တက်သိမ်းပိုက်ခဲ့တဲ့လာရှိုမြို့ကို ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာစစ်အုပ်စုကတရုတ်အစိုးရရဲ့အကူအညီနဲ့ပြန်ယူပြီးတဲ့နောက်ဝင်ရောက်လာခဲ့ပေမဲ့လားရှိုးမျိုးရင်းကိုသာစစ်ကော်မရှင်တပ်ကတက်ဆွဲထားနိုင်ပြီးမျိုးပြင်ပတ်လဲကို MNDAA ကဆက်လက်တက်ဆွဲထားတာပဲဖြစ်ပါတယ်။တရုတ်အစိုးရညှိနှိုင်းပေးမှုနဲ့အတူစစ်ကော်မရှင်တပ်နဲ့အပြစ်ရပ်ဖို့သဘောတူညီထားပေမဲ့အဲ့ဒီနေရာတွေကနေတဆင်ချင်းဆုတ်ပေးဖို့စစ်ကော်မရှင်ကစက်တိုက်တောင်းဆိုနေတာကို MNDAA ကလက်မခံဘူးလို့သိရပါတယ်။ ကဲကြရတယ်ပေါ့နော်အဲ့တော့ချမ်ပီယံစစ်ကောင်စီရဲ့ last show မျိုးရနေဆုတ်သွားတော့မှသူတို့အားမရသေးဘူးပေါ့နော်လုံးဝနေတွေတစ်ခုပြီးတစ်ခုသူတို့ကသိမ်းကျင်နေတဲ့နေထားမှာရှိပါတယ်နော်အခုချိန်မှာဆိုရင်တော့စီးတင်းမာနေတယ်ပြစ်တာခတ်တာတွေဖြစ်လာတယ်ဆိုရင်တော့ဒါကျွန်တော်တို့တော်လိုင်းအတွက်တော့အကောင်းဆုံးပေါ့နော်အဲ့တော့ MMD လည်းအခုချိန်မှာဆိုရင်စစ်တပ်ရဲ့အကျင့်စာလိုက်တာကိုတိပြီးသားပဲเนาะဒီကောင်တွေဘယ်လောက်ရှုံးပါလဲဆိုတာ ထဆုပ်နေတယ်ဆိုရင်အခုချိန်မှာတောင်မှဒါဒေါ်လာရေးအဖွဲ့တွေရှိနေသေးတယ်ပေါ့နော်ဒီဒေါ်လာရေးတွေတခြားနေရာမှာဒေါ်လာရေးတွေဟိုနေသွားတယ်အာတချို့နေရာတွေပြက်ကတ်မှုတွေရက်သွားတယ်ဆိုရင်တော့တို့ဖိမှတေးကြတယ်နော်တရုတ်တရုတ်ဖိအားနဲ့လည်းဖိမယ်တိုက်ပြီးတော့လည်းဖိမယ်ပေါ့နော်အဲ့ချိန်ကျရင်တော့တို့ကိမ်းမဲ့သူရှိမှာမဟုတ်တော့ဘူးအဲ့တော့ဖြစ်နိုင်တယ်ဆိုတော့ MMD ကလည်းအခုချိန်မှာအမြန်ဆုံးဒီဒေါ်လာရေးပြီးမြောက်အောင်ဝိုင်းကူပေးလိုက်တော့ဒါအကောင်းဆုံးပဲဖြစ်ပါတယ်ကဲအမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ BC လောက်ရမလားလောက်တင်လားမလောက်တင်လားဆိုတော့ကိုအာဒီကိုဆွဲတို့ပြောထားတဲ့ဗီဒီယိုဖိုင်အတိုးလေးတားအောင်ကြည့်အောင်နော် ဟိုမပြောချင်ဘူးပေါ့နော်ကျွန်တော်တို့ကလက်နက်ကင်ထားတဲ့အင်အားစုတွေဖြစ်နေတော့ဟိုကျွန်တော်တို့ရဲ့ဖိအားပေးမှုတွေရတယ်လက်နက်ကင်ဖိအားပေးမှုတွေဆိုရဲအမြင်မြင်ပါလဲဆိုရင်လည်းနောက်တစ်ခုကကျတော့ white call လုပ်တယ်ဆိုတာကတူတူရောက်ချင်းစီရဲ့ဆန္ဒနဲ့ဆိုင်တာပေါ့ဥပမာကျွန်တော်အနေနဲ့ကတော့ဒီစစ်ကောင်စီရဲ့ချင်းချောက်ခံလို့ပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ဒီရွေးကောက်ပွဲကိုဟိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပါဝင်ဖြောက်ပဲထောက်ထောက်ဘာပဲထောက်ထောက်ထောက်ကျင်တာထောက်ပါဝင်တဲ့သူတွေအားလုံး ျွန်တော်တယောက်ခဲဆက်လာနေရတော့ကျွန်တော်တို့ bike out လုပ်တယ်ပေါ့နော်အစိုးတော်တွေရောတရုတ်ဆောင်တွေရောအကုန်လုံး bike out လုပ်တယ်ကျွန်တော်ကတော့အားမပေးဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒေါ်လာရေးပါလဲ violet နဲ့ non violet ရှိတာဟို violet အဲ့တော့ကျွန်တော်တို့ကတော့လက်နက်ကင်အင်အားစုတွေဖြစ်နေတယ်အဲ့တော့လက်နက်မကင်ထားတဲ့သူတွေကတော့ကျွန်တော်တို့ကလက်နက်ကင်ဖိအားပေးဖို့ဆန္ဒမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဆန္ဒရှိတာကတော့ကျွန်တော်ရဲ့တူတူတယောက်တည်းဆန္ဒကတော့ကျွန်တော်ကတော့ဟိုသူတို့ဆက်လက်အားပေးဖို့ဆန္ဒမရှိဘူးပေါ့အဲ့ကျွန်တော်ကတော့ဒါပါပဲ ကျွန်တော်တော့ဆက်လက်အားပေးဖို့ဆန္ဒမရှိဘူး။အဲ့တော့တူတူရောက်ချင်းစီရဲ့ဆန္ဒအရာဆက်လက်အားပေးဖို့ဆန္ဒမရှိဘူးဆိုရင်လေအဲ့ခင်ဗျားတို့ရဲ့သဘောပဲ။အဲ့တော့ကျွန်တော်တို့တိုက်တွန်းလို့ခင်ဗျားတို့ကလို့အောင်ကျွန်တော်တို့ကအုတ်ချုပ်သူခင်ဗျားတို့ကအုတ်ချုပ်ခံလည်းမဟုတ်ဘူး။အဲ့တော့ဒီဒီ boycott လုပ်တယ်ဆိုတဲ့ကိစ္စကတူတူရောက်ချင်းစီရဲ့ဆန္ဒနဲ့ဆိုင်တာပေါ့။အဲ့တော့ခင်ဗျားတို့ဆန္ဒကဒီစစ်ကောင်စီအပေါ်မှာဘယ်လိုသဘောထားရှိလဲ။နော်စစ်ကောင်စီအပေါ်မှာဘယ်လိုသဘောထားရှိလဲ။စစ်ကောင်စီကိုထောက်ခံတဲ့သူတွေအပေါ်မှာအဲဘယ်လိုသဘောထားရှိလဲ။ အဲ့အဲ့ဒီပုံမှာမူတည်ပြီးတော့မှအဟိုဘယ်လိုပြောရမလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ကိုယ်ဆန္ဒကိုလုပ်ပေါ့နော်ဒါလည်းစစ်တိုက်တာမတွေ့ဘူးမတွေ့ဘူးဆိုတာမင်းကတွေ့တဲ့နေရာမှာမမရှိတာညီလေးရဲ့မင်းကလည်းဟုတ်လားမင်းကိုပြောရင်လည်းမင်းကိုနှိမ်နေဖြစ်မှာဆိုတော့ငါညီလေးစိတ်တော်မဆိုးနဲ့သိတာမင်းတို့အစင်ကအခြေခံစစ်တင်တဲ့၃လအရင်လာတက်အောင်အဲ့အခြေခံစစ်တင်တဲ့၃လတက်ဖို့မပြောနဲ့တက်ခွင့်ရဖို့မင်းဖောင်ရင်တင်ကြည့်အောင်မင်းဖောင်ရင်တင်ကြည့်လိုက် မေအောင်လားမအောင်လားပြီးသွားလို့ရှိရင်မေအခြေခံစစ်တင်နဲ့တက်ကြည့်လိုက်အခြေခံစစ်တင်နဲ့ဆင်းလာပြီဆိုလို့ရှိလို့ရှိရင်မေအဲ့ဒီလက်နဲ့ခရင်ရအောင်မေအရင်လှုပ်ကြည့်လိုက်ရပြီဆိုရင်မေတိုက်ပွဲအသေးစားလေးတွေအဝေးပြစ်လေးတွေတပွဲနှစ်ပွဲလောက်ဝင်ကြည့်လိုက်ပြီးမှပြောသွားသည်လားမင်းတို့က6800ရဖို့ဆော့လွဲတွေပြောတယ်မင်းတို့ကဟိုပထွေးကိုအဲ့လိုပြောတာဂေါ်တယ်မထင်နဲ့မှားနေတယ်နော်မိဘကိုဆော့ကားတယ်ဆိုတာမြေမြိုတက်တယ်အဲ့ဒါဂေါ်တာမဟုတ်ဘူး ်တို့နားလဲအောင်ပြောပြအခုခေတ်ကလေးတွေရိုင်းနေနေတာတဲ့လားတို့ပြောပြမယ်နော်မိဘကိုစော်ကားတယ်ဆိုတာညင်မျိုးတက်တယ်နောက်တစ်ခုကကြတော့ခင်မွန်းကြီးဆယ်ပါးကိုစော်ကားရင်လည်းညင်မျိုးတက်တယ်တဲ့လားအဲ့ဒါကောတာမဟုတ်ဘူးနော်မင်းတို့မှားနေမှာတို့လို့ Okay ဒါကတော့ကိုယ်စိုးရဖြစ်ပါနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကတော့ BC ကတော့ VC လုပ်တယ်ဆိုတာကဒါကိုပိုင်ဆုံးဖြတ်ချက်နဲ့တယောက်ချင်းစီပေါ့နော်ဘယ်သူပဲတိုက်တွန်းတွန်းဒါကိုဆုံးဖြတ်ချက်နဲ့ကိုလော့ရတဲ့အရာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ online မှာတော့ကျွန်တော်တို့ပြည်သူတွေကပေါ့နော် VC ကိုပိုင်ပိုင်နိုင်နိုင်မလုပ်လို့မဖြစ်ပါဘူးနော် VC လုပ်မှပဲဒါကျွန်တော်တို့ရောက်ရဲ့အရေးမှာတာဝန်ကျင်နေမှာဖြစ်ပါတယ်အဲ့တော့ဒီစစ်ဝင်တိုင်းမှာမဟုတ်ဘူးဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော် VC လောက်တာလေဒါ online မှာပါဝင်ရှင်းတမျိုးပါပဲနော် ကဲကျွန်တော်တို့နားထောင်မှာကတော့အခုကြားဖြတ်မှုနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတရုတ်နဲ့ဒီအချက်ဖက်စစ်ကောင်စီနဲ့ဂျာတွေကဒီဆက်သွယ်မှုတွေကဘယ်လိုမျိုးဖြစ်လာနိုင်မလဲဆိုတော့တုတ်သက်ပြထားတယ်မှသေးသေးပြီးတော့ဒီချက်နားထောင်ကြည့်အောင်နော်အဲ့တော့တစ်ချိန်လုံးတရုတ်ကတရုတ်ကနေပြီးတော့မှမြန်မာစစ်အုပ်စုဘက်ကိုရှင်းလာခဲ့တယ်မြန်မာစစ်အုပ်စုကိုစစ်ရေးအကူအညီတွေနှီးပညာအကူအညီတွေအမျိုးမျိုးပေးလာခဲ့တယ်ကာကွယ်ပေးလာခဲ့တဲ့တရုတ်ကဒီအချိန်မှာဟာလား ီကြားဖြန့်လူလိန်ခိုင်းနဲ့ပတ်သက်ပြီးတော့မှမြန်မာစစ်အုပ်စုနဲ့တရုတ်ရဲ့ဆက်ဆံရေးဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့နိုင်ငံတကာကတော့ရွေးကောက်ပွဲကိုပယ်ချထားတယ်။လူရမသွင်းဘူးစစ်အုပ်စုကိုလူရမသွင်းဘူးအမျိုးမျိုးနောက်ထပ်လည်း PR တွေအများကြီးရှိလာနိုင်တဲ့ရင်ဆိုင်လာ ရနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။တစ်ဖက်မှာလည်း UN မှာเนาะအရင်တော့လိုမျိုးရှုတ်ချတယ်ဆိုတော့အဆင့်လောက်မဟုတ်တော့ဘဲနဲ့မာအလာစစ်အုပ်စုကိုတော်တော်လေးပြင်းပြင်းထန်ထန်ဝေဖန်ထားပြီးတော့မှနိုင်ငံတကာကိုအာရုံစိုက်ဖို့တိုက်တွန်းနေကြတာကိုလည်းတွေ့ရတယ်။ဒါဟာကျွန်တော်တို့ပြည်သူလူထုအတွက်တော့အင်အားတည့်ရဖြစ်ပါတယ်။အားရှိစရာသတင်းတွေပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တော်လန်ရေးဟာเนาะဒီအရေးတစ်ခုကိုတွားနေရဆိုတော့တေးကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ပြောင်းလဲအပြောင်းလဲတစ်ခုကိုတော့တွေ့လာရတော့လိမ့်မယ်ဆိုတဲ့အရေးငွေကိုမြင်နေရတာဖြစ်တယ်။ဒါကြောင့်မို့လို့တိုင်းပြည်ထဲမှာရှိနေတယ်ကျွန်တော်တို့ပြည်သူလူထုတွေရော လွတ်မြောက်နေမြေမှာရှိနေကြတယ်ကျွန်တော်တို့ရဲ့ရဲဘော်တွေရောအာလုံးတောက်ခံထားပြီးတော့မှဒီတော်လန်ရေးကိုပါဝင်ပေးကြပါเนาะဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့တွေမသိရပေမဲ့ကျွန်တော်တို့တွားကျင်နေတဲ့ပန်းနိုင်ကတော့ဒီအာနာရှင်စနစ်ကနေပြီးတော့ဘလို့အပြောင်းအလဲမျိုးလုတ်ပေးနိုင်မလဲဆိုတဲ့အဖြေကိုကျွန်တော်တို့ရှာနေတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအဖြေရှားဖို့အတွက်ကိုကျွန်တော်တို့ကဆက်ပြီးတော့တောက်ခံထားရမှာဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်သူလူထုလည်းเนาะ အကြံပေးစရာရှိလို့ရှိရင်အကြံပေးခဲ့ပါဘလို့ဆက်ပြီးတော့ဖြစ်လာနိုင်လေဒီနိုင်ငံတကာရဲ့ဖိအားတွေကအရင်ကနေမတူတော့ဘဲနဲ့ပို့ပြီးတော့မြောက်အောင်လိုင်းစစ်အုပ်စုကိုအထီးကျန်စီတာတော့ကျွန်တော်တို့မြင်နေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေလည်းအကြံပေးသွားကြပါအောင်လို့ကဲဒါပါသေးသေးရတုံးသက်အကြံပေးခိုင်းတာဖြစ်ပါတော့အဲ့တော့ဘလို့ပြောချက်ဖက်မင်းအောင်လည်းကတော်တော်လေးကိုပိတ်လာတဲ့အနေအထားတွေ့ရတယ်တစ်ဖက်မှာလည်းပေါ့နော်ဒီချက်ဖက်နဲ့ပတ်သက်ပြီးတော့ ဒီအမေရိကန်ကပိတ်ဆို့နေသလိုဒီ UN မှာဆိုလည်းဥကြုံမထုံးအများနဲ့ပေါ့နော်ဝရံပြည်ကြော်ညာဖို့ပြောနေတဲ့အချိန်မှာဝရံပြည်ကြော်ညာတာတွေပါ အချိန်ကိုက်ကွက်တီဖြစ်လာတယ်ဆိုရင်တော့တို့ရဲ့ရွေးကောက်ပွဲကတော့ ጓ မ်းပြီပေါ့နော်အဲ့တော့ဘာပဲပြောပြောပေါ့နော်ပြည်သူတွေခုလိုမျိုးပေါ့နော်တို့အောက်ပွဲတွေရပါတယ်လို့ပြောနေတဲ့အချိန်မှာတခါတစ်ဖက်ကနေလည်းပြည်သူတွေအတွက်ကတော့သတင်းတူသတင်းကောင်းတွေအများကြီးရှိနေတာဖြစ်ပါတယ်နော်အဲ့တော့ကြားဖြတ်မှုကတော့တော်တော်ကြီးကိုဒီတစ်ခေါက်မှာတော့ရှင်းခံမယ်အနေထားဖြစ်တဲ့အတွက်ပေါ့နော်အာထူးထူးခြားခြားဆိုရင်တို့ဆိုစောက်ဦးတွေတောင်ဖြတ်ရတယ်လူလူတွေအများကြီးပေါ့နော်ပြန်ပို့ရတာတွေကဒါတိုက်ဆိုင်မှုမဟုတ်ပါဘူးနော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီကဘာကဘာအေးရီပေါ့နော်အားလုံးပေါက်ဆက်လိုက်တယ်ဆိုရင်တော့မင်းအောင်လိုင်းပေါ့နော်တက်ရောက်မှုကတော့တေချာပေါက်ရှိနေပါတယ်နော် Okay နောက်ဆုံးမှာတော့ဥကျော်ရေဆုံးမကန်လေးတစ်ချက်နားထောင်ကြည့်အောင်နော်အတူရောင်ရွေးကောက်ပွဲကြီးဟာအကြောက်တရားနဲ့ဖိအားတွေညောင်းများစွာနဲ့ချိန်ချောက်ပြီးတော့လူပညာရှင်တွေကိုဖိအားပေးပြီးတော့မဲဆွယ်စည်းရုံးခိုင်းတာပေါ့ အဒီဖက်ခွက်စားတွေကလည်းတချို့တော့ဖက်ခွက်စားတွေကလည်းဘောမအလိုကျဘောမစိတ်တိုင်းကျလိုက်လောက်ပေးနေတဲ့ဖက်ခွက်စားတွေလည်းပေါ်ပါတယ်ဖီအားကြောင့်လုတ်ပေးရတယ်ဒီအာနာရှင်ရဲ့ဟာလားတနတ်ထောက်ပြီးတော့ဖီအားပေးပြီးလုံနေရတဲ့အမှုပညာရှင်လည်းရှိပါတယ်မင်းတို့အားလုံးသိဖို့ 嘛，八位班子里的班子，俺也谁敢嘛？阿龙阿龙咯，业主杨女士搞过嘛？八位班子里面，我是来捞的，哥呀。看明路有钱人，看明路有钱。啊妹子妹，皮皮叫人呀？没空，南昌人。看明路西北角。 ရှက်တိုင်ပေါ့ကဲနော်မဖြစ်ဖြစ်ကြောသိရင်ဒီမိခွန်းပြောသားတဲ့မှာတော်တော်လေးကိုကောင်းတယ်နော်အဲ့တော့နိုင်ငံတကာကပါလေးစားစွာတွေးရပါတယ်ပြောသားတဲ့ဟာလည်းတကယ်အချက်အလက်ကြကြနေပါနော်ဒီ emotion တွေကိုထိမ့်ပြီးမှပြောသားတာတွေးရတယ်နော်အဲ့တော့အားလုံးနားထောင်ပြီးထင်ပါတယ်နော်ရေးတယ်အဲ့ဒီလူအခွင့်ရေးကိုကျွန်တော်နိုင်ငံမှာလူအခွင့်ရေးတယ် 双胸叉嘞，哎呀嘞，双胸里嘞，露滚圆的骨，进了落地一滚圆骨，双胸看冇啦？对，阿妈这样话呗，人我牛鬼一个，阿妈啦呢，阿蛮，阿蛮漂，阿妈啦家呢，阿蛮，阿蛮这样白股多来点，生理结果。 တော်လားမလားအမှန်တရားဘက်ကလူခွင့်ရေးရှိနိုင်မဲ့ဘက်ကိုရွေးမလားအဲ့နှစ်ခုကတော့ရွေးချယ်စရာဖြစ်တယ်တစ်ခုကတော့အာနာရှင်အလိုကြရေငုံနှုတ်ပိတ်ပြီးတော့အမှားတရားမှားနေတဲ့ဥစ္စာကို ကျွန်တော်တို့ရင်ကုန်နိုင်ပွင့်နေမလားနောက်တစ်ခုကတော့ဆုံးရှုံးထားတဲ့လူခွင့်ရေးတွေကိုအမှန်တရားဘက်ကနေရွေးချယ်မလားဆိုတာအဲ့နှစ်ခုရွေးသွားတာတအားလှတယ်ဗျာလေးတဲ့လေးစားတယ်အမေသမီးဖြူးဖြူးကြော်သိအနုပညာရှင်တွေမှာနော်အရန်ကိုလေးစားပါတယ်အခုအနုပညာရှင်တွေက 慢慢的以前呢，啊、阿里阿爸嘛，钱来硬来的来不了，好、啊、啦。比如进来这里的，拍块啥么一摞呢，配罗嘛的。你那 qq 叫人一欺负，傻了眼了。嗯，q q 叫人一欺负，把了来欺负，傻了眼了，阿、啊、不讲？嗯，如果你我让哪么来的拍块啥？ တယုတ်ဆောင်တွေအစိုးတော်တွေကဲဒါတော့ဥကျော်ရေဆုံးမခံဖြစ်ပါရနော်အဲ့တော့ကျွန်တော်တို့အမေသမီးဖြူဖြူကျော်သိန်းရဲ့မိန့်ခွန်းကလည်းရမ်းကောင်းတယ်လို့ပေါ့နော်သူ့လိုမျိုးတတိရှိဖို့လည်းလိုပါရနော်အဲ့တော့ပြည်သွင်းမှာကြံခဲ့တဲ့သူတို့များကအခွင့်အရေးမရလို့မဟုတ်ပါဘူးနော်တော်လိုင်းကြီးကမနေ့ကမှစတာပေါ့နော်၄နှစ်၅နှစ်တောင်ရှိခဲ့ပြီ၅နှစ်ထဲမှာဆုံးဖြတ်ချက်ခံခံမှာချနေနေဆိုရင်ဘယ်အချိန်မှမဆိုသူတို့တွားလို့ရမှာနော်အဲ့တုန်းကဒီ နိုင်ငံခြားရလေသူတို့ထွက်ပြီးတော့ဖြောပြနေကြပဲเนาะနိုင်ငံခြားထွက်ပြီးတော့အသာလေးနေသွားရင်လည်းရမှာเนาะထွက်လို့ရတဲ့ချိန်မှာမထွက်ခဲ့တဲ့အတွက်အခုချိန်မှာဆိုရင်တော့အလုံးအချင်းတက်ချင်းချက်ထိရောက်ပြီပေါ့เนาะအဲ့တော့သူတို့ကိုဝေဖန်တဲ့ခါမှာလည်းဒါပြည်သက်တွေကဟိုတမျိုးဒီတမျိုး꿰တဲ့သူတွေတော့ရှိတယ်အဲ့တော့ဘာပဲပြောတော်လန်ဘက်ချက်မှာရတဲ့သူကတော့အနည်းဆုံးကတော့ BC လောက်အောင်မှတိတ်စားတယ်เนาะအဲ့တော့ဘလောက်ပဲအခုချိန်မှာ PTU ပဲချစ်ချစ်ဘသူပဲချစ်ချစ်ပေါ့เนาะဒီ java bc လောက်အောင်မှာဖြစ်ပါတယ်အဲ့တော့သူတို့အလုပ်ပညာရှင်တွေများအားလုံးကလည်းပေါ့နော်အခုချိန်မှာရန်ကြီးမလွန်သေးခင်မှာ သူတို့အများလာပူပေါင်းနိုင်တော့ဒါအကောင်းဆုံးပေါ့နော်ဒါပေမဲ့လည်းခုဒီလိုမျိုးဆက်နေမယ်ဆိုရင်တော့မင်းအောင်ကတရချင်းရစ်ပြီးတော့မနော်တဆင်းချင်းသူတို့ထပ်ပြီးခိုင်းအောင်မှဖြစ်ပါတယ်ခုခိုင်းလို့တော့မှနော်သူတို့အားမရသေးဘူးနော်မျက်ကပ်ဘာကြောင့်မလိမ့်နာလဲဘာညာဆိုသူတို့အပြစ်တင်တာတွေ့ရသေးတယ်ထပ်ပြီးတော့ဘလိုမျိုးအကွက်တွေသူတို့ရွှေ့အောင်မလဲခိုင်းအောင်မလဲဆိုတာကတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပြီးတော့သူတို့ရဲ့တိတ်ခါတော့ ဘာမှကြံမဟုတ်တော့ပါဘူးเนาะဟုတ်ကဲ့ဒီမနက်ပိုင်းအတွက်သတင်းပြတော့ဒီလောက်ပါပဲเนาะစာဆုံးကြည့်ပြီးကြာပြီးပြတ်ပြီးရောက်စရာထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မေးအောင်လိုင်းစစ်ပေးငလင်းပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ